ကျိုင်းတုံမြို့နယ်ကတ်ထိုက်လွယ်ပံတောင်အင်ကိုလုံကျေးရွာမြေလန်းဆောင်ရွက်လျက်ရှိတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေဆက်ရေးရဝင်ကြီးဌာနနေဆက်ဒေတာတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်နေဆက်ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများအားစင်ဆက်မပြတ်အကောင့်ထည့်ဖို့ဆောင်ရွက်ပေးလျက်ရှိရာ2025-2026ဘဏ္ဍာရေးနှင့်နေဆက်ဒေတာဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့်ရှမ်းပြည်နယ်ရှိပိုင်း ကျိုင်းတုံမြို့နယ်ကတ်ထိုင်လွယ်ပန်တောင်အင်ကိုလုံးမြေလန်း33မြင်းဆောင်9မိုင်ပေါ်တွင်တုံညမြင်းဆောင်4မိုင်ကွန်ကရစ်ခင်းကျင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအားအော်တိုဘာလ10ရက်ကရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံခွဲကျိုင်းတုံမှတာဝန်ရှိသူများကကွင်းစင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။အဆိုပါလန်အား2018 2018ဘန်နာရီနှစ်တွင် အဆိုပါလန်အား2018ဘန်နာယီနှစ်တွင်စတင်ဆောင်ရွက်ခဲ့ရာမြေသားလန်33မြင်းဆောင်9မိုင်ညီလန်တာချဲ32မြင်းဆောင်3ညမိုင် ကြောက်လန်14မြင်းဆောင်3ညမိုင်ကွန်ကရစ်လန်1မြင်းဆောင်3ညမိုင်၎င်းလန်ပေါ်တွင်25ဗီကွန်ကရစ်တရား20 25ဗီကွန်ကရစ်တရားတစ်စင်းကွန်ကရစ်ရေကြော35ဗီတစ်စင်းနဲ့ ငါးပေဘောက်ကွန်ဘက်50ဒဇင်စောင်းရွက်ပေးနိုင်ခဲ့ပြီးဗန္ဒာငွေရရှိမှုပေါ်မူတည်၍နှစ်စဉ်ရတာအကောင့်ထဲပေါ်စောင်းရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်အဆိုပါလုပ်ငန်းအားနှစ်စဉ်ဗန္ဒာရေးနှင့်လိုက်ရတာစောင်းရွက်ပေးနိုင်မှုကြောင့်ကျိုင်းတုံမြို့နယ်ကတ်ထိုက်အုပ်စုအတွင်းရှိဂျေးရွာ25ရွာအင်ဂျေ1050လူဦးရေ8853ဦးတို့တွင်များစွာအကျိုးပြုသည့်လမ်းပိုင်းဖြစ်ပြီး ဒေသတွင်ရှိထွက်ကုန်များအားကျိုင်းတုံမျိုးသို့လွယ်ကူလင်းမြန်စွာ တင်ပို့ရောင်းချနိုင်သည့်အပြင် စီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီးလူနေမှုအဆင့်တန်းပုံမှုမြင့်မားလာ၍အလောက်ကိုင်းခွင့်လန်းများပုံမှုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်းသိရှိရပါသည်ခမညာ